ီစီမပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာနောက်ပတ်တစ်ချိန်တင်ဆက်ပေးနေတဲ့မြေစီမရဲ့စုခင်လန်းကပန်ဒရင်းအစီအစဉ်ကနေကြိုဆိုပါရစေအခုတခါစုခင်လန်းကပန်ဒရင်းအစီအစဉ်မှာတော့ဆက်အနာတိုင်းတာ၅နှစ်ရှိလာပါပြီအဲ့ဒီပေါ်မှာမြန်မာနိုင်ငံရဲ့လူခွင့်ရေးဆောင်ရွက်သူတွေရဲ့အန္တရာယ်ဆိုင်ရာမှုတွေကိုဘယ်လိုပြောင်းလဲသွားစေပါလဲ LGBT ရဲ့အခမ်းကဏ္ဍဟာနိုင်ငံရဲ့ဥပဒေပြောင်းလဲရေးမှုပေါ်ရရေးဆွေးရေးလုပ်ငန်းစဉ်တွေမှာပါဝင်နိုင်မှုအတွက်လက်တွေ့ကြရဲ့ ခြေလမ်းတွေအနေနဲ့ဘာတွေစတင်ဆောင်ရွက်တင်ပါလဲဒါတွေကိုတော့လူခွင့်ရေးမျိုးသမီးအခွင့်အရေးနဲ့လင်းစိတ်ခံယူကွဲပြားသူတွေအခွင့်အရေး LGBT အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့မတ်မြန်နိုးဖြူကိုစုခင်းလန်းကပန်းတိုင်းအစီအစဉ်မှာဆက်သွယ်ပြင်ပြထားပါရခင်ဗျာ မင်္ဂလာပါမတ်မြန်နူးဖြူခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါအမပထမဆုံးအနေနဲ့ပေါ့လေအမရဲ့နာမည်အပြည့်စုံလေးရဲ့ဟိုအမဒီလှုပ်ရှားနေတဲ့ဒီလှုပ်ရှားမှုအကြောင်းရယ်ပေါ့နော်တက်ဆက်ထဲမှာပဲအမကိုစစ်အာဏာသိမ်းလို့ကဘလူရီစန့်ကျင်ပြီးတော့ဖန်စီနှိပ်စက်ခံရမှုတွေကြုံခဲ့ရတဲ့အကြောင်းလေးတွေရဲ့စသဖြင့်ကုကုကုအချင်းချင်းလေးမိတ်ဆက်ပြပါအောင်ခင်ဗျာပြည့်တည်တည်ပြဟုတ်ကဲ့ပါမင်္ဂလာပါကျွန်မနာမည်ကတော့မြန်နူးဖြူပါ အာကျမကတော့ဒီကင်းဆန်ကွင်းပေါ့နော်ကင်းဆန်ကွင်းအဖွဲ့ရဲ့ဖောက်ခါတူဖြစ်ပါတယ်အဲကျွန်တော်တို့ကင်းဆန်ကွင်းအဖွဲ့ဆိုတာတော့ဒီ AGPD အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့အာကျမတို့ကဒီအဖွဲ့စည်းလေးကတော့2010လောက်တည်းကနေပြီးတော့ကျမစဖွဲ့ထားဖြစ်တယ်ဆယ်စုနှစ်တခုကျော်လာခဲ့ပြီပေါ့နော်ကျမတို့အဖွဲ့ရဆိုတော့အဲကျမကဒီကင်းဆန်ကွင်းအဖွဲ့လူစတင်မတီထောင်ခင်ခဲကကျမကဒီ2008လောက်ပေါ့နော်ဒါဒီ market မုံတိုင်းမှာပဲကျမဒီ HLIV အဖြစ် equality မြန်မာရဲ့အာဟိုပါပေါ့ TOD ခေါ်တာပေါ့နော်ကျမတို့လူခင်ရေးပညာပေးသူများအာဒီပြန်လေပြန်လေပြီးတော့မှသင်တန်းပေးနိုင်တဲ့ TOD အဆင့်သင်တန်းကိုကျမတို့တက်ခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီဘက်ကတော့ကျမတို့ဒီဟိုပါပေါ့ underground ပုံစံမျိုးပေါ့နော်ဒီတွင်းထဲမှာကျမတို့ဒီ2008ရဲ့အစောပိုင်းဒီမှာကျမတို့လူခွင့်ရေးဆိုတဲ့စကက်လုံးတွေကိုကြက်ကြက်ပြက်ပြက်ပြောလို့မရတဲ့အခြေအနေမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေမျိုးမှာကျမတို့က အဲဒီတွင်းထဲမှာခုနလိုမျိုးအဲအမျိုးသမီးဥဆောင်နိုင်တဲ့သူတွေခေါင်းဆောင်နိုင်တွေကိုစွမ်းဒီစွမ်းဆောင်နိုင်တဲ့သူတွေကိုအဲဆရာတို့ကဆရာဦးအောင်မျိုးမင်းပေါ့နော်အဲပေါ်တော့ဆရာဦးအောင်မျိုးမင်းကနေပြီးတော့မှအာကျမတို့ဒီခေါ်ယူပြီးတော့မှဒီတန်တန်းနေပြီးတယ်လူခွေတန်တန်းနေပြီးတယ်ပြီးရောလို့ရှိရင်ကိုယ့်ရဲ့ရက်ရွာဒေသတွေမှာပြန်လည်ပြီးတော့မှစစ်ပွားတန်တန်းပြန်လုပ်နိုင်မှာပေါ့နော်ဆိုတော့အဲ့ဒီကနေကိုကျမစတင်ပြီးတော့မှဒီလူခွေဆိုတဲ့ဟာလေးကိုစပြီးတော့ပြီးခဲ့ရတယ်ပေါ့နော်ဒီနေ့ချိန်ကြီးကျမအဲ့လူခွေဆိုတဲ့ဟာကိုတော့တောက်လျှောက် ျမတို့ရဲ့စေရာတွေရဲ့ပင်ပြမှုနဲ့ကျမတို့တောက်လျှောက်ခုချိန်ပြီးတော့လုံနိုင်တဲ့အတိုင်းအတာရှိရပေါ့နော်အဲကျမတို့ဒီ2015ရွေးကောက်ပွဲမှာလည်းကျမတို့ဒီအမျိုးသမီးတွေကိုမဲပေးဖို့ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်စီးရုံးခဲ့တာရှိရပေါ့နော်ဆိုတော့အဲ Navy ဒီမှာကျမတို့အဲစီးရုံးခဲ့တာရှိတယ်ပြောလို့ရှိရင်လည်းဒီ2020ရွေးကောက်ပွဲမှာလည်းကျမတို့အဲ့လိုပဲမဲဘယ်လိုပေးရမလဲမဲပေးတဲ့ပညာပေးနည်းတွေအစားကျွန်တော်တို့လုံဆောင်ခဲ့တာရှိကြတယ်ပေါ့နော်ဆိုတော့အဲ့အနေတစ်ဆက်တည်းမှာပါလဲဆိုတော့2021เนาะ February တည့်ရက်နေ့မှာအာနာစတင်လာတယ် ဆိုတော့အာနာစသိန်းတွေကကျွန်တော်တို့ဒီ LGBT အဖွဲ့ကိုကျွန်တော်တို့ဥဆောင်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီဟိုအဲကင်းဆန်ကွင်းအဖွဲ့ကပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့လက်လှမ်းပြီးတဲ့ LGBT အဖွဲ့နဲ့ကျွန်တော်တို့ defend ပေါ့နော်ဒီဥဆောင်မှုတွေမှာကျွန်တော်တို့လမ်းပေါ်မှာအများကြီးတူပဲဆန္ဒပြမှုတွေကျွန်တော်တို့ထွက်ခဲ့ကြတယ်အဲ့တော့ဆန္ဒပြကျွန်တော်တို့ဒီလိုတာမန်ရိုးရိုးပဲဒီအိုင်းပဲထွက်ပြီးတော့လမ်းပေါ်မှာဆန္ဒပြတာမျိုးမဟုတ်ဘူးကျွန်တော်တို့နေစင်တဲ့အတိုင်းမှာကျွန်တော်တို့မှာ perform and infotainment တွေရှိတယ်ပေါ့နော်ဥမာနေ့ငါးလုံးဆိုရင်ကျွန်တော်တို့ပါလောက်ရတယ် ဥမာအမန္တလေးကနေပြီးတော့မှဆက်ဆက်ဦးဆုံးတနက်နေ့ပြတ်တက်ခံခဲ့မင်းမင်းများမင်းမင်းများတွေ့တွေ့လာသူရဲ့နိုင်ရေးကိစ္စရဲ့မျိုးစုံလို့ရှင်လဲကျွန်တော်တို့လမ်းပေါ်မှာပိတ်ရွှတ်တာမျိုးတွေပေါ့နော်ပီတီအရွှတ်တာဟာမျိုးတွေအဲ့ဒါမျိုးတွေကျွန်တော်တို့လှုပ်ဆောင်ခဲ့တာကြီးရှိခဲ့တယ်ပေါ့နော်ကျွန်တော်အရှင်းပြသွားရတော့ဒါမတ်ရှူရဲ့ဒီဆက်အနာသိန်းတုံးကဒါပေါ့ဟို activity ပေါ့နော်ဒါစန့်ကျင်တဲ့ activity ပြပြသွားပေါ့နော်ဆိုတော့အမရဲ့ဒီအခုဆိုရင်ဒီ ဆရာနာတိုင်နာငါးနှစ်နီးပါးရှိနေပြီပေါ့နော်ငါးနှစ်တောင်ပြည့်တော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်မြန်မာနိုင်ငံရဲ့ဒီလူ့အခွင့်အရေးဆောင်ရွက်သူတွေ LGBT ခွင့်အရေးဆောင်ရွက်သူတွေအများစုပေါ့နော်သူတို့ရဲ့အငြင်းရင်ဆိုင်ရတာတွေကဘလို့ပြောင်းလဲွားလဲပေါ့နော်ဒီကာလရောက်နေတဲ့အချိန်မှာအဲ့ဒါလေးကိုလည်းဖြည့်ပေးစီလိုပါတယ်မှာဟုတ်ကဲ့ဟုတ်ဆိုတော့ဟိုဒီဒီစစ်အာဏာအာ သိမ်းပြီးတဲ့အခါမှာတော့ကျမတို့ကဒီ LGBT တွေပေါ့နော်အဲ့တော့လူခွင့်ရေးဟိုလာလို့ကောက်ွယ်ဆောက်ရှောက်တွေပြောဟိုမှာ defender တွေရောဒီ LGBT တွေရာရောဘယ်လိုပြောပို့ပြီးခံစားရလဲဆိုလို့ရှင်တော့အဲ LGBT ကတော့ပို့ပြီးတော့မှနှစ်ခါခံစားရတဲ့ခံလို့ရှိရပါတော့နော်ဆိုတော့နှစ်ခါဆိုတော့ဘာဘာပြောချင်တာလဲဆိုတော့အရင်တော့ကဒီစစ်အာဏာမသိမ်းခင်တော့ကလည်းဒီပဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေပေါ့နော်မိသားစုရဲ့ခွဲခြားဆက်ဆံမှုတွေဒါကတော့ကျမတို့၄စီနဲ့ဖျားတုံ့ပြန်နေရတဲ့ခါမျိုးပေါ့ဆိုတော့ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျတော့ ပါလဲဆိုလို့ရှိရင် LGBT တွေကိုလည်းတက်ကက်ထားပြီးတော့မှအာဏာရှင်တွေကတက်ကက်ထားပြီးတော့ဖမ်းဆီးလာတာမျိုးနော်ဖမ်းဆီးနှိပ်စက်တာမျိုးဆိုတဲ့ခံမျိုးတွေကကျွန်တော်တို့ဒီအရှိမကြုံလာခဲ့ရတယ်ပေါ့ဘာလို့ဆိုလို့ရှိရင်ဒီတော့ဆိုရင်လူကဘယ်လိုထင်လဲဆိုတော့ LGBT ဆိုလို့ရှိရင်ပျော်ပွဲရှင်ပွဲတွေနေပဲအဲနေတဲ့သူတွေနိုင်ငံရေးတွေစီးပွားရေးတွေနော်လူမှုရေးတွေကိုစိတ်ဝင်စားတဲ့သူတွေဆိုတဲ့ခံမျိုးကိုသူတို့ကအမြင်ရှိကြတယ် နော်ဒီဒေါ်လာကြီးကလာမှာတော့အဲ့လိုမျိုးမဟုတ်ဘူးဒီလူဦးဒေါ်လာကြီးပေါ့နော်လူဦးဒေါ်လာကြီးလို့သုံးကြတယ်ဆိုတော့အဲ့ကလာမှာတော့ LGBT တွေဟာလမ်းပေါ်မှာလည်း LGBT တွေတွေ့ဆရာတယ်ပေါ့နော်ဒီပဋ္ဌာန်းကဏ္ဍတွေပြောလို့ရှိရင်ဒီအာသာရှင်ကိုဒေါ်လာနဲ့နေရာမှာလည်းဥဆောင်နိုင်တဲ့ LGBT တွေအများကြီးပဲပေါ်ထွက်လာရှိတယ်အဲ့လိုဆိုတော့အာနာရှင်ကဘယ်လောက်ထိအောင်ဖြစ်လာလဲဆိုရင် LGBT ကိုတက်ကတ်ထားပြီးတော့ကိုဖန်ဆီးတဲ့ခါမျိုးတွေကိုရှိလာတဲ့ခါမျိုးကဒီလူဦးဒေါ်လာကြီးမှာစတဲ့တွေ့ရှာအဲ့တော့ဖန်ဆီးပြီးတော့လို့ရှိရင်သူကခုနလိုမျိုး အဲအထဲမှာပေါ့နော်ဒီစစ်ကြောရေးမှာနှိမ့်ဆက်တာကတူမတူတော့ပုံပြီးနှိမ့်ဆက်တဲ့ဟာမျိုးရှိတယ်เนาะအစားတွေကသူတို့ရဲ့ homophobia အမုန်းစိတ်နဲ့ပုံပြီးတော့မှနှိမ့်ဆက်တာလည်းတခုရှိတယ်เนาะ LGBT ဖြစ်နေလို့ဆိုတော့အမုန်းတရားနဲ့အမလူလားအပဲနဲ့အစစ်စေးမှုတွေမလူလားအတဲ့နှိမ့်ဆက်မှုတွေပေါ့เนาะလူသားချင်းမဆန္ဒထောက်ထားဆိုတာနှိမ့်ဆက်မှုတွေကကြုံလာရတဲ့အရှိအခုလက်ရှိမှာလဲကျမတို့ဒီ LGBT တွေတကယ်ကိုဒီ လှုပ်ဆောင်နေတဲ့အဒီ YouTube အတွက်လှုပ်ဆောင်နေတဲ့ LGBT တွေဖန်ခံထားတယ်လေအများကြီးရှိကြတယ်ပေါ့နော်ဆိုတော့အခုချိန်ထိလဲဆိုတော့စက်တင်ဘာမှာပဲ LGBT တွေကလည်းခုနကလိုအခက်ခဲတွေပေါ့နော်ဆိုတော့ဒီဘက်မှာပြန်လဲပြီးတော့မှသူတို့ထွက်လာရတဲ့ဟာမျိုးပေါ့နော်ဒီအာနာရှင်ရဲ့အောက်မှာမနေတိုင်းတိုင်းပဲနဲ့ထွက်လာရတဲ့ LGBT တွေလည်းဒီဘက်မှာအများပြားရှိလာတယ်အဲ့လိုပဲ LGBT တွေဆိုပေမဲ့ခုနကလိုမျိုး အာဗာလဲမလုံနိုင်စမ်းမျိုးမျိုးသားဖြစ်ပြီးတော့မှကျွန်ွက်ကြရဖြစ်နေတယ်နင်တို့တော့လုံနိုင်မှာမဟုတ်ဘူးဆိုတာမျိုးတွေမဟုတ်ဘူးเนาะဆိုတော့ခုကအမျိုးသမီးအမျိုးသား LGBT အကုန်လုံးဟာလက်နက်ကင်ဖွဲ့စည်းရေးတန်းမှာလဲကိုစီကိုစီတောင်းနေယူပြီးတော့မှကိုစီကိုစီဒီနေ့ချိန်ထိရှိနေတယ်အာနာရှင်ကိုတော်လန်နေတဲ့ဟာမျိုးတွေလည်းအများကြီးတွေ့ရတယ်ပေါ့เนาะဆိုတော့ဒါဒီအာနာရှင်ရဲ့ဖိနှိပ်မှုကြောင့်ကိုလဲဒီနေရာတွေကပို့ပြီးတော့မှဒီလိုမျိုးတွေလုံဆောင်နိုင်တဲ့နေရာအခန်းကဏ္ဍတွေမှာပို့ရောက်နေတယ်ဆိုတော့ဟာကြည့်လိုက်လို့ရှင်လဲကျွန်တော်သိသိရတယ် ဟုတ်ကဲ့အမကခုနကဖြေချားတဲ့ထဲမှာပါခဲ့လို့ပဲပေါ့နိ LGBT ကဒါအနာအနာမသိခင်တုန်းကလည်းဟိုတမျိုးဆက်ဆံခံရအခုကျတော့ဟိုတမျိုးဆက်ဆံခံနေရလို့ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်မေးချင်တာအမရဲ့ဒီလက်ရှိအချိန်မှာကျွန်တော်လူစုရဲ့ပေါ့နော်လူစုရဲ့ဒီ LGBT အခွင့်အရေးဆိုင်ရာလက်ခံမှုနဲ့နားလည်မှုကပေါ့နော်အနာမသိမီအချိန်နဲ့အခုလက်ရှိအချိန်ရှင်ရင်ဘယ်လိုရှိလဲတိုးတက်မှုရှိရလို့အမမြင်တာ ို့တဆက်ထဲဝင်တော့ပိုခက်ခဲွားလာအဲ့အပေါ်ဖိချားပေးစီလိုပါရဲ့မှာဟုတ်ကဲ့ဟုတ်ဆို AGBD တွေပေါ်မှာလက်ခံနိုင်မှုပေါ့နော်ဆိုတော့လက်ခံနိုင်တဲ့အတိုင်းသားကတော့အဲကျွန်တော်တို့ဒီအဲခေတ်ကာလရတော့တဖြည်းဖြည်းနဲ့တော့ဒီ AGBD တွေလက်ခံလာနိုင်စွမ်းရှိတယ်ဆိုတာကတော့ကျွန်တော်တို့ဒီ ပေါ်မြင်ပွင့်လင်းမြင်တာမျိုးတော့ရှိပါတယ်ပေါ့နော်အာ LGBT တွေရဲ့လုံနိုင်စွမ်းတွေ LGBT တွေရဲ့စွမ်းဆောင်နိုင်စွမ်းတွေ LGBT တွေရဲ့ဖောက်ပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းအာတော်တော်များများတော့လက်ခံလာနိုင်တဲ့အတိုင်းသာရှိကြတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့အဲစင်စုနေစုတွဲမှာဟိုလှုပ်ဆောင်လာနိုင်တဲ့ပညာပေးလှုပ်ဆောင်မှုတွေရဲ့ရလက်တီလဲပတ်တလို့ပေါ့နော် LGBT ရဲ့စွမ်းဆောင်နိုင်မှာပေါ့နော် advocacy လုပ်နိုင်တဲ့လူထုတွေမှာ advocacy လုပ်နိုင်တဲ့အရာတွေကလည်းဒါမြင်ရတယ်ပေါ့နော်ဆိုတော့တခုကျွန်တော်တို့ လက်ခံလာနိုင်သလိုပဲဒါမဲ့ဆက်လက်ပြီးတော့မှကျွန်တော်တို့အခုချိန်ထိတိုက်ပွဲဝင်နေရသေးရေပေါ့နော် LGBT တွေကိုအဲလက်ခံနိုင်ဖို့နားလည်နိုင်ဖို့တိုက်ပွဲဝင်နေရတော့မှလည်းအချိန်ထိလူမှုရေးရရှိကြရနော်ဆိုတော့တစ်ဖက်မှာပဲလူတို့ရဲ့အဲဒီလက်မခံနိုင်တဲ့အတိုင်းအတာကိုပဲကျွန်တော်တို့ highlight လုပ်ပြီးတော့မပြောချင်ဘူးဆိုတော့ကိုယ့်ရဲ့ဒီ LGBT တွေရဲ့ခုနလိုအခက်ကဏ္ဍပေါ့နော်ဆိုတော့ကိုယ်ဒီအာရဲ့လှုပ်ဆောင်နေတဲ့ဒီမှာအခုချိန်မှာ LGBT ကုံလုံးကဒီတော်လိုင်းမှုမှန်တဲ့မှာပါဝင်လာတယ်တို့တော့ မပြောလို့ခိုင်းဘူး။ဘာလို့ဆိုတော့တချို့လေအခြေအနေကြောင့်ကြောင့်ရဲ့ရဲ့ကြောင့်ရှိနိုင်တယ်နော်။သူတို့ရဲ့အဲအခြေအနေကြောင့်ဒီအာနာရှင်ကိုဟိုမလွန်ဆန်နိုင်ပဲနဲ့နေနေရတဲ့တွေလည်းရှိနိုင်တယ်။အဲ့လိုပဲတချို့ကြတော့မဟုတ်ဘူး။နိုင်ငံရေးကိုငါတို့စိတ်ဝင်စားဘူး။ငါတို့နဲ့မဆိုင်ဘူးဆိုတော့ LGBT တွေလည်းရှိကြတာပဲ။ဒါက LGBT မှမဟုတ်ဘူးနော်။ယောက်ျားမိန်းမတွေ တွေထဲမှာလည်းဒါမျိုးစုံရှိကြတယ်။လူမြညာရှင်ထဲမှာလည်းမျိုးစုံရှိကြတယ်ပေါ့နော်။ဆိုတော့အဲ့ LGBT တွေထဲမှာမှခုနကလည်းဘယ်လိုလဲဆိုရှင် celebrity တွေပေါ့နော်။ဆိုတော့ကျွန်တော်တို့ခေါ်ရင်တော့ဒီလူထုကပို့ပြီး public speaker တမားတွေ celebrity တွေ influencer တွေကတော့ပါတဲ့ခါမှာလက်ထိုးရည်လို့ရတဲ့အတိုင်းတာတိပဲရှိခဲ့တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါတော့ဆိုတော့ဒါကလည်းကျွန်တော်တို့တခြားလူတွေရဲ့အမြင်ရှုထောက်ကဆိုလို့ရှိရင်တော့လက်ခံနိုင်တဲ့အတိုင်းတာကိုလည်းသွားသွားပြီးတော့မှအထိခိုက်တဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့နင်တို့ LGBT တွေ ပြောတာပဲဘလားဘာမှလည်းဒီလိုနာမည်ကြီးဘသူမပါဘူးဘသူမပါဘူးစသဖြင့်ပေါ့ကွဒီလိုနာမည်မျိုးတွေနဲ့ပြောလာတာမျိုးတွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကအခန်းခဏတစ်ခုနောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ဒီဘက်တော်လိုင်းအင်အားစုတွေဘက်ပေါ့နော်ဒီဘက်မှာနေထိုင်တဲ့ခါကျလို့ရှိရင် LGBT လက္ခဏာမျိုးနည်းနည်းအားနည်းသေးတဲ့ဟာမျိုးတွေလည်းတွေ့ရတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဘက်မှာဒီကျမတို့ ကုန်လုံးတော့ချုပ်ငုံပြောချင်တာလည်းမဟုတ်ဘူးပေါ့နော် CDN ရှိတယ် CDN ကမျိုးစုံရှိတယ်နော်နော် CDN မျိုးစုံရှိတယ်အဲစစ်သား CDN ရဲ့ CDN အကြောင်းဆရာဆရာမ CDN ဟုတ်တယ်ခင်ဗျာဆိုအမျိုးစုံပေါ့နော်ဒီရုံမိုင်းဆိုင်ရာဒီစီပင်ပါညာစသဖြင့်ဒီလို CDN မျိုးစုံရှိတဲ့အထဲမှာဒီလူတွေကအခြေအရင်ကဆိုလို့ရှိရင်သူတို့ကဒီအစိုးရဝင်ဝန်ထမ်းတွေဟုတ်တယ်နော်ဆိုတော့ဒီအာနာမသိန်းခင်ကဆိုလို့ရှိရင်ဒါအစိုးရဝန်ထမ်းတွေဖြစ်တယ်ဆိုတော့ဒီလူတွေကဘာလဲဆိုရင်သူကစာအုပ်ကြီးတိုင်းနေထိုင်ကြရတဲ့သူတွေတချို့တွေရှိကြတယ်နော်ဆိုတော့ဒီ အစိုးရရဲ့ဖွဲ့စည်းပုံစံနဲ့ဆိုလို့ရှင်လူဆိုရင်ဘယ်လိုမျိုးနေရမလဲဘယ်လိုရှိရမလဲဘယ်လို respect ရှိရမလဲစသဖြင့်သူတို့မှာစာအုပ်ကြီးတိုင်းနေနဲ့ကန့်သက်ထားတာရှိတယ်။ပြီးတော့ဒီလို LGBT တို့ဘာလို့ဆိုတဲ့ခါနဲ့ထိတွေ့ဆက်ဆံမှုကတော်တော်လေးကိုနေပါတဲ့သူတွေရှိကြတယ်ပေါ့နော်။ဒါသူတို့အချင်းချင်းနဲ့မှာတော့ခုနလိုမျိုးဒီ LGBT တွေရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့သူတို့ကဘာလဲဆိုရင်ပွင့်တဲ့ဟာမျိုးပွင့်လင်းမြင်တာမျိုးနေထိုင်တဲ့ဟာမျိုးတိတ်မိလေးကြောက်နေနော်။ဆိုတော့ FCDN နေကြတဲ့ CDN နေနဲ့နောက် နိုင်ငံရေးသမားတွေပေါ့နော်သူတပင်းတော့နိုင်ငံရေးသမားတွေလည်းရှိကြတယ်ဆိုတော့အဲ့လူတွေဈားထဲမှာတော့ LGBT ကိုလက်ခံနိုင်ဖို့တော်တော်လေးကိုအားနိုင်တာကိုကျွန်တော်တို့တတိထားမိတယ်ကျွန်တော်တော့ပါဆိုတော့သူတို့အခုလာလို့ပြောကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီအစုဖွဲ့ကြီးခွဲကြတယ်အဲနောက်ဒီနော်ဒီနိုင်ငံရေးဈားကာလအတွက်ကောင်းမှုအတွက်အစုဖွဲ့ကြီးခွဲကြတယ်စသဖြင့်ပေါ့နော်ဒီလိုတခြားသောအစုံမှာပဲတော့ခေါင်းစဉ်မျိုးစုံလည်းနော်ဖက်ဒရယ်အရေးပေါ်ဆောင်မှုအတွက်တို့ဘာကြီးညာကြီးစသဖြင့်အဲ့လိုအစုဖွဲ့ကြီးခွဲတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ဒီ diversity ကို အာပေါ့နော်ဒီအကုန်လုံးပါဝင်တာနော်ဒီ all inclusive ဖြစ်အောင်လို့ဆိုတော့ခေါင်းစဉ်အောက်မှာတော့တချို့ကြတော့လေ LGBT ပါဝင်အောင်လို့ဆိုပြီးတော့မှာအဲ့လိုမျိုးတယောက်စပေါ့အဲနှစ်ယောက်စပေါ့ဒါမျိုးကိုတော့သူတို့ထည့်သွင်းစဉ်းစားပေးတာရှိရဲ့ဒါပေမဲ့တကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့အတိုင်းအတာတွေခန္ဓာတွေမှာတော့ကျွန်တော်တို့ထည့်သွင်းစဉ်းစားထားတာမျိုးမတွေ့ဘူးအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီလက်ရှိမှာတော့ကျွန်တော်တို့ဒီဒီဘာလဲပြည်သူလူထုကထောက်ခံထားတဲ့ အစိုးရတည်းရဲ့ပေါ့နော်အတွက် AUG လိုဟာမျိုးเนาะ CIPH လိုဟာမျိုးတွေဒီလိုအဖွဲ့အစည်းတွေရဲ့အแทပါတော့ကျမတို့ဒီလူတွေပါဝင်ဖို့အတွက်အရင်နေတဲ့ကူကတတိထားစရာဖြစ်လာပေါ့နော်ဆိုတော့ဒါမျိုးကိုကျမတို့ပြောတဲ့ခါကျရင်တော့ပြန်ပြောတယ်လူကြီးတွေတချို့လူကြီးอ่ะတချို့မဟုတ်เนาะနိုင်ငံရေးသမားတွေခုနကတော်တော်များများတချို့လူကြီးကကြာပါလဲဆိုတော့ဘာပြန်ပြောလဲဆိုရင်ဒီချိန်မှာဒါတွေလောလောဆယ်မပြောနဲ့ဟုတ်เนาะအရေးကြီးတာက ပါလေစစ်ကောင်စီကိုဘလို့တော်လှန်ဖို့တွန်းလှန်ဖို့ဒီလိုပဲလက်နက်ကင်ဖွဲ့စည်းတယ်မှာလည်းဒါမျိုးစကားကိုပြောလာတာမျိုးရှိတယ်เนาะမင်းတို့မိမရှာတဲ့ LGBT တွေအခြေအနေခဏထားအောင်เนาะစစ်ကောင်စီကိုပဲဘလို့တွန်းလှန်မအောင်ဘလို့တော်လှန်မအောင်ဒါအရေးကြီးအရေးကြီးလားဆိုတဲ့အမျိုးတွေကစကားသံတွေရှိလာတယ်အဲပြောဆိုလာတာရှိလာတယ်เนาะဟို social media ပေါ်မှာ highlight လုပ်ပြီးတော့မပြောတာပဲမဲ့ကိုယ့်ရဲ့အချင်းချင်းကြားထဲမှာဒါမျိုးပြောဆိုနေတဲ့အတန်တွေကရှိလာတယ်ဆိုတော့ဒီလက်ခံနိုင်မှုတိုင်းတာက ဘလို့အခြေအနေမျိုးကိုလက်ခံတာလဲဘလောက်ထိလက်ခံပါလဲဆိုတော့မေးခွန်းထုတ်စရာတွေကတော့ကျွန်တော်တို့ကျေးဇူးတင်တွေ့နေရတဲ့ဟာမျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မဟိုအမရဲ့ဒီစစ်အာဏာစတဲ့နှုန်းကဆိုရင်ဒီဒီဆိုရင်တို့ performance အနေနဲ့ဒါအာနာရှင်ကိုဆန့်ကျင်နေပေါ့လေပြကြရအောင်เนาะဆိုတော့အခုလက်ရှိပေါ့เนาะအမှန်ရနိုင်ငံရေးအကျက်တဲ့အတွင်းမှာဆိုရင်ကျွန်တော်တို့ LGBT အတိုင်းအဝိုင်းရဲ့အခန်းကဏ္ဍပေါ့လေလူ့အကြွားမှုနဲ့အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာဘလို့ပြောင်းလဲသွားလဲပေါ့နော်အရေးပါမှုရောဘလို့ရှိလာလဲအဲ့ဒါလေးလေးဖြည့်ကြားပေးစီလိုပါတယ်မှာဟုတ်ကဲ့ပါဟုတ်ဆိုတော့ဒီအခုဆိုရင်တော့ကျမတို့ဒီအာပါဝင်ပတ်သက်မှုပေါ့နော် LGBT ရဲ့ပါဝင်အရေးပါပါဝင်ပတ်သက်မှုတွေအရောရှိကြတယ်ဆိုတော့နေရာခဏအစုံမှာရှိကြတယ်ပေါ့နော်ကျွန်တော်တို့လက်နက်ကင်ဖွဲ့စည်းတဲ့မှာဆိုလို့ရှိရင်လေခုနလိုမျိုး အဲတချို့လက်နက်ကိုင်ဖွဲ့စည်းတွေကကြတော့ကျမတို့အထူးသဖြင့်တော့ဒီဒီစစ်အာဏာဟို EEAO တွေလို့ဟာမျိုးမဟုတ်ဘူးပေါ့နော်အရင်တည်းကအဲလက်ရှိရှိနေပြီးသားလက်နက်ကိုင်ဖွဲ့စည်းတွေမဟုတ်ဘဲနဲ့အခုနောက်ပိုင်းဒီတော်လိုင်းကာလာမာမှာဖွဲ့စည်းကြတဲ့ Local PDS လို့ဟာမျိုးပေါ့နော်ဆိုတော့ဒီလိုအဖွဲ့အစည်းတွေမှာနောက်ဒီ AUG တို့ဘာလို့ဒီအောက်ကနေပြီးရှိနေတဲ့ PDF ဖွဲ့စည်းတွေပါပါဆိုလို့ရှိရင်တော့ LGBT တချို့ကိုလည်းရှိနေရမျိုးရှိရအဲ့တော့စေးမှုလို့နေရာမျိုးတွေနော်ခုနလိုအဲဟိုဒီ ဘာလဲတင်းနှမ်းမှုလို့နေရာမျိုးတွေဒီလိုနေရာမျိုးတွေမှာတော့ရှိကြရဲအဲ့လိုလူမျိုးတွေကတချို့အဖွဲ့အစည်းတွေကလက်ခံနိုင်တဲ့ခေါင်းဆောင်တွေရှိတဲ့အတွက်ကြောင့်မလို့ဒီလိုလူတွေနေရာတွေကနေရာတွေအခက်အခဲတွေကြာပြီးတော့သူတို့ရဲ့လုံနိုင်စွမ်းတွေကိုကောင်းကောင်းမွန်မွန်နဲ့လုံနိုင်နေတဲ့အတိုင်းသာရှိတယ်ဆိုတော့တချို့ကြတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးအခက်အခဲတာကကြတော့ဘာလဲဆိုရင်သူတို့ရဲ့ရှိနေပြီးသားအဲဒီ challenge ပေါ့နော် challenge ကိုအတုံးချပြီးတော့မှအာ တော်လည်းမူမှန်တယ်မှာပါဝင်နေတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒီလူတွေစားလို့ရှိရင်လို့ရှိရင်ခုနလိုမျိုးကျွန်တော်တို့ခုနလိုလူထုမှာအဲခုနလိုမျိုးဟိုဗာလဲထွက်ပြီးတော့မှခုနလိုဟိုစီယုံလှုပ်ဆော်ဖို့အတွက်လိုတာမျိုးလားအဲပြီးတော့လို့ရှိရင်ဒါမှမဟုတ်ရှင်လည်းဒီဗာလဲမစ်ရှင်တွေနော်လက်နက်ကင်ဖွဲ့စည်းတွေရတယ်ခုလုပ်တယ်ခုနလိုမစ်ရှင်တွေခုနလိုပေါ့နော် ရမုံမွေရှာဖွေပွဲတွေဒါမျိုးတွေမှာဒီ LGBT တွေခန့်ခန္ဓာကိုပါဝင်ပြီးတော့မှထည့်သွင်းတာမျိုးလားဒါမျိုးတွေကတော့ကျွန်တော်တို့ လက်ခံနိုင်တဲ့အတိုင်းအတာတွေနဲ့ဆွဲခေါ်နိုင်တဲ့အတိုင်းအတာတွေမှာတော့ကျွန်တော်တို့လုံဆောင်နေတဲ့ level တွေကတော့ဆုံးဖြတ်ကြရပေါ့နော်ဆိုတော့အဲ့ဒါလေးရလဲကျွန်တော်တို့လုံနိုင်စွမ်းတော့ရှိလို့ရှိရဲဒါပေမဲ့အဲ့ဒါကအခုပြောမှဆိုရင်တော့လက်ချိုးကြီးတို့ရတဲ့တိုက်တာတွေရှိတယ်တချို့ကြတော့လေဒီလိုအဲမျက်နှာဖော်ပြလို့မရတော့တဲ့ လူတွေရှိကြတယ်ဗျာဆိုသူတို့ရဲ့ပြီးသားစုဝင်တွေကပြည်တွင်းထဲမှာရှိနေတဲ့ကြောင့်မလို့သူတို့ရဲ့ခုနကလုံနိုင်စွမ်းတွေလုံနိုင်တဲ့အတိုင်းအတာတွေသူတို့လက်ခံနိုင်တဲ့ဟာတွေကိုဖော်ပြတဲ့အခါကျလို့ရှိရင်သူတို့ရဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးတွေခံခံနာတွေအဲခက်ခဲဖြစ်မှာစိုးလို့တချို့ကြတော့လေတူတူဝုန်းဝုန်းနဲ့လုံနေရတဲ့ LGBT တွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့အဲပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကလိုခံခံနာတစ်ခုထိမှာတော့ကျွန်တော်တို့လက်ရှိရှိရှိတော့ဒီတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့မှလုံဆောင်နေတဲ့ဟာတွေတော့ရှိကြတယ်လို့ဟုတ်ခဏဆုံးပေါ့နော်โอเคမှာ ဟိုအခုနောက်နောက်ဆုံးအနေနဲ့ပေါ့လေအမှားရတော့ဒီတိုင်းပြည်တိုင်းပြည်ရေပေါ့နော်ဒီဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ဒီမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်တွေမှာဒီ NGBT တွေပါဝင်နိုင်ဖို့အတွက်ပေါ့နော်လက်တွေ့ကြတဲ့ခြေလမ်းတွေအနေနဲ့ဘာတွေဆောင်ရွက်တင်တယ်လို့အမှားအနေနဲ့မြင်ပါတယ်ခင်ဗျာဆိုတော့ဟိုကျမမြင်တာပေါ့နော်ကျမကတော့ ရှိကောင်းလဲရှိနိုင်ပါလိမ့်မယ်ကျမပဲလဲလဲမီတာလားတော့မသိဘူးအဲ့ဒါပါလဲဆိုတော့ဒီ LGBT အေဒီက LGBT အရေးတွေကိုလည်းပို့ပြီးတော့မှလုံနိုင်တဲ့အစုဖွဲ့ပေါ့နော်ဆိုတော့ကျွန်တော် network လို့လည်းတုံးလို့လည်းရရတယ်ဒါမှမဟုတ်လို့ရှင်လဲတစ်ဖွဲ့ဖွဲ့ကနေဥဆောင်နေတဲ့ဟာမျိုးကတော့ အခုချိန်မှာမရှိသေးဘူးပေါ့နော်ရှားတယ်လို့ပြောလို့ရတယ်ဆိုတော့တခြားသောနေပြည်တော်ရှိအောင်ရှိနိုင်တယ်နော်မတတင်းလာဒီတိုင်းအဲဟိုခုနကလိုကီယီနီနေပြည်ကီယီနီမှာဆိုလဲသူကနေသူတော့လုံဆောင်နေရရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ခုတီးတဲ့လောက်ဆိုရင်ကီယီနီနေပြည်မှာဆိုလို့ရှိရင်လည်းခုနကလိုမျိုးဒီအာဒီဖွဲ့စည်းပုံပုံပေါ့နော်သူတို့ဥပဒေရေးဆွဲရတဲ့အချိန်မှာ LGBT တွေကိုလည်းကာပါဖြစ်စေတဲ့အာမျိုးပေါ့နော်ဒီကတော့ gender gender inclusive ဖြစ်ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလုံဆောင်တာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်ကျွန်တော်တို့ကတော့ကိုယ့်ရဲ့အခြေစိုက်ကတော့ဒီထိုင်းနိုင်ငံရဲ့နေဆက်တနေရာဖြစ်တယ်မဲဆောက်မှာဆိုတော့ဒီဘက်မှာတော့ကျွန်တော်တို့အဲ့စုဖွဲ့လေးတွေကျွန်တော်တို့ရှိသေးတာမျိုးပြီးတော့ဒီဘက်မှာကျွန်တော်လည်းတည့်ရတိုင်းခင်းဒီမြန်မာဘက်ခြမ်းမှာရှိနေဆိုလို့ရှင်လက်နက်ကင်ဖွဲ့စည်းကြရရများတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့စီယုံလို့တဲ့ဟာမျိုးတွေမရှိနိုင်သေးဘူးပေါ့နော်မလုံဆောင်နိုင်သေးဘူးပေါ့ဆိုတော့ အဲ့ဒါလေးတွေကတော့ကျွန်တော်ကတော့အခုချိန်မှာဖြစ်စေချင်တာတော့အဲဒီလူတွေရဲ့အပံတွေကိုဖောက်ဖောက်ထုတ်တဲ့ network လို့ဆိုမျိုးတခုတော့ရှိစေချင်ပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုလူကာလမှာကျွန်တော်ခုနလိုဥပဒေတွေအရင်စီရေးဆွဲနေကြရရှိတယ်။တော့ဆိုတော့အဲ့ဥပဒေပြင်ဆင်ရေးဆွဲတဲ့အချိန်မှာဒီလူတွေရဲ့အပံတွေကိုပါပါဝင်လာပြီးတော့မှဒီလူတွေရဲ့ခုနလိုလုံနိုင်စွမ်းတွေဒီလူတွေရဲ့လှုပ်ထားနိုင်တဲ့လှုပ်လာခဲ့တဲ့သမိုင်းတွေကိုလည်းမပြောက်ပြက်သွားအောင်လို့ရှိစေချင်တဲ့ဟာမျိုးတွေရတယ်။ကျွန်တော်တို့အခုချိန်မှာတော့စတင်ပြီးတော့မှ ရှိဖို့လိုပြီးလို့ထင်တယ်ပေါ့နော်ဆိုတော့တော်လန်ရေးရဲ့ဒီအရွှေ့လာတဲ့အရွှေ့ရလည်း၅နှစ်ရှိလာပြီဆိုတော့ပေါ့နော်ဆိုတော့ဒီ၅နှစ်တွင်မှာခုနလိုကြာဆုံးသွားတဲ့ ACPT လည်းရှိတယ်လို့လက်ရှိမှာလည်းတာဝန်တွေတီးတီးကိုစီထမ်းဆောင်နိုင်ပြီးလှုပ်ဆောင်နေတဲ့ ACPT လည်းရှိရဲ့အဲ့တော့ဒီလူတွေကိုအတိမတ်ပြုတဲ့ဟာမျိုးဒီလူတွေရဲ့အတန်တွေနဲ့ဒီလူတွေရဲ့ခုနလိုအခွင့်အရေးပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့အဲကာကွယ်တာဝန်စီပေးထားတဲ့အရာမျိုးတွေကိုကျွန်တော်တို့နေရာတိုင်းမှာတော့ရှိစီခြင်းနဲ့ဥပမာလက်နက်ကင်ဖွဲ့စည်းရေးတွေမှာလည်း ACPT တွေရှိရတဲ့အတွက်ကြောင့်မလို့လက်နက်ကင်ဖွဲ့စည်းတွေမှာရှိထားတဲ့ခုနလို အဲဘီတီစီမင်းစီကဲနေပေါ့နော်စီမင်းစီကဲနေမှာလည်း LGBT ကိုကာဗာလုပ်ပေးထားတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကရှိစေချင်တဲ့ဟာမျိုးပေါ့နော်တချို့အဲကျွန်တော်တို့တခြားတော့မသိပေမဲ့ကြားထားတာဟိုတက်မလားဟိုတက်တရင်တက်ဖွဲ့ထဲမှာယောက်ျားချင်းချင်းမကြိုက်ရဘူးဆိုတဲ့ဟာမျိုးတွေဆိုတဲ့ဟာမျိုးကဒါကကျွန်တော်တို့ကောင်းမွန်တဲ့စီမင်းစီကဲမဟုတ်ဘူးကောင်းမွန်တဲ့ဥပဒေလည်းမဟုတ်ဘူးလေနော်ဆိုတော့ဒါမျိုးတွေကျွန်တော်တို့ဟိုတတိထားရမယ့်ဟာမျိုးပေါ့နော်ဆိုတော့ဒါမျိုးတွေကတော့အခုချိန်မှာပြောနေစရာမလိုအောင်လို့ဒီလူတွေက တိထားပြီးတော့မှဒီလူတွေ LGBT တွေရဲ့အရေးကိုထည့်သွင်းစဉ်းစားနိုင်တဲ့ဥပဒေပြဋ္ဌာန်းတာတို့နော်ခုနလိုအကာအကွယ်ပေးတဲ့စီမင်းစည်းကမ်းထုတ်တာတို့အဲဒါမျိုးတွေတော့လုပ်စီကျင်တယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအမကျေးဇူးများကြပါတယ်ဒီလိုကျမ်းမာရေးတိတ်မကောင်းတဲ့ကြားနေပြီးတော့ကျွန်တော်ဒီစုခင်းလန်းကပန်တလင်းအဆီဇင်မှာဝင်ရောက်ဖြည့်ဆို့ပြီးကျေးဇူးများကြပါတယ်เนาะအမဟုတ်ကဲ့ကျေးဇူးပါဟုတ်ဟုတ်ကဲ့ပါဒါကတော့နှစ်ပတ်တစ်ချိန်တင်ဆက်ပေးနေတဲ့စုခင်းလန်းကအဆီဇင်မှာ လူအခွင့်အရေးအမျိုးသမီးအခွင့်အရေးနဲ့ LGBT အခွင့်အရေးတွေကိုတက်ကြွစွာလှုံ့ရှားဆောင်ရွက်နေတဲ့မတ်မြင်တို့ဖြစ်ကိုဆက်သွယ်မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ကြီးစုနေကြတဲ့မြေစီမပြည်သူများအားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးရန်သူမျိုးငါးပါးအန္တရာယ်ကနေကင်းရှင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ။နောက်ပတ်တွေမှာပြန်တွေ့ပါမယ်။ကျွန်တော်ခန့်ရပါခင်ဗျာ။